ထိုင်းရောက်တော့ဘာအရတာတွေစားခဲ့တာလဲလို့ချမ်းကိုမေးရင်ချမ်းလုံနေတဲ့အရာ နေ့တိုင်းထောင်းနေတဲ့အထောင်းလုံနေတဲ့ကုတီယိုเนาะကျက်စီသမင်းတွေဒါတွေကိုပဲထက်ခါတလဲလဲမြီးဖြစ်တယ်ပေါ့เนาะဘာကြောက်လဲဆိုရင်ချမ်းနေ့တိုင်းလုံနေတဲ့အရာကိုချမ်းကချိန်နှစ်သက်လို့လောက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောက်တဲ့နေရာမှာရတဲ့အရတာအစ်စ်တွေကိုချမ်းကတင်ယူပြီးတော့มาလေ့လာတယ်ပေါ့เนาะဘာအရတာတွေပြောင်းလဲသွားပြီလဲဘာတွေထည့်တာလဲဘယ်လို update ဖြစ်နေပြီလဲ ဆိုတာစားတောက်ရင်းထဲမှာတင်ယူတယ်ပြီးတော့လို့စီရင် ကိုယ့်ရဲ့ချစ်ရတဲ့ဒူတွေကိုအကောင်းဆုံးအရသာ update လေးတွေနဲ့လာပြီးတော့မှပြန်လုပ်ပေးမယ်ပေါ့နော်အခုကတော့အမျိုးမျိုးစားခဲ့တယ်ဒါတွေကိုပဲထက်ခါတလဲလဲအရသာမြည်တယ်ဘာတွေပြောင်းလဲသွားလဲအရသာတွေအရင်ကောင်းတယ်အဲ့တော့အရသာအကောင်းလေးတွေလိုချင်တဲ့သူတွေအတွက်အစ်အစန်းတွေလာပေးမယ်တင်းတန်းတက်ချင်တဲ့သူတွေကတော့ရန်ကုန်မှာနော်ဆက်တလပိုင်းဖွင့်ပေးတော့မယ်အဲ့တော့တင်းတန်းကြီးကိုအထူးကြီးနဲ့ကြိုအပ်ထားလို့ ို့ရနေပြီးကိုတက်ချင်တဲ့အတန်းကိုတင့်တော်တာလေးတွေနဲ့ညွန်ပေးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်